new energy သောရဆင်များမင်္ဂလာပါခင်ဗျာအခုချိန်အစပြီ2025ခုနှစ်မေလ19ရက်နေ့ video energy ရဲ့မနက်ခင်းစီးရီးသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့ကီတုမဒီတောင်ငူလီဒါစကန်အားတရားခွန်မမရှော့တိုက်တုံးများဖြင့် ပစ်ခတ်တိုက်ခဲ့တဲ့တရင်ပဲဖြစ်ပါတယ်။ပဲခူးတိုင်းတောင်ကုန်းမြို့နယ်အခြေဆိုင်ကေတုမတီလေးဒက်စကန်အားတရားခွန်မမရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်တိုက်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar BWM ဖွဲ့ကထုတ်ပြန်ထားပါတယ်။မေလ၁၀ရက်နေ့မနက်တနားရီ၄၈မိနစ်ခန့်မှာတောင်ကုန်းလေးဒက်စကန်ကိုရှော့တိုက်ဒုံး၁၁လုံးနဲ့ပစ်ခတ်ခဲ့ရမှာရှစ်လုံးကိုအောင်မြင်စွာပစ်ခတ်တိုက်ခတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒီတိုက်ခတ်မှုကို Brave Warriors for Myanmar အဖွဲ့ရဲ့ဦးဆောင်မှုနဲ့ Mountain Knight Civilian Defense Forces MKCDF Anti-Coup People's Liberation Force ACPLF နဲ့တန်တောင်မြောက်ပိုင်းအထူးဒေသဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါလေ။ဒေါင်ဝလီလက်စကန်ဟာစစ်ကောင်စီရဲ့စစ်ရာဇဝဲမှုများကျူးလွန်ရမှာအရေးပါတဲ့လေတက်တောက်တိုင်တစ်ခုဖြစ်တဲ့ပြင်ယခုရပိုင်းတွင်လေကြောင်းမှဒရက်ဇက်ဘုံကျဲတိုက်ခတ်မှုတွေမှာအဓိကပါဝင်နေတဲ့လေလက်စကန်တစ်ခုဖြစ်တာကြောင့် PWM Mission 37အနေနဲ့ဖော်ဆောင်တာတိုက်ခတ်ခဲ့တာလို့သိရပါပါခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့ပုဒ်လင်မျိုးအာထက်ကကြောင်းဝင်းတွင်တက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကိုဝန်ရောက်တိုက်ခိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မေလ16ရက်နေ့မနက်6နာရီခန့်ကစတင်ပြီးပုဒ်လင်မျိုးအာထက်ကကြောင်းဝင်းတွင်အင်အား90ခန်းနဲ့တက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတပ်ဖွဲ့တွေကဝန်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း People Defense Organization of Woodland မှသတင်းထုတ်ပြန်ထားပါတယ်။ဒီတိုက်ခိုက်မှုဟာမနက်9နာရီမိနစ်30ခန်းမှာပြီးဆုံးခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိတော်လဲအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက် က်တော်လိုင်းတပ်ဖွဲ့များအထူးကဲ့မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဒီတိုက်ခိုက်မှုကိုဘူးတလင်မြို့နယ်မြို့နယ်ပကပဖွဲ့ဘူးတလင်မြို့နယ်ရက်ကြီးကာကွယ်ရေးနယ်တိုက်နယ်ဖွဲ့များမုံရွာနယ်ရက်ကြီးပကပဖွဲ့ရေဦးနယ်ပကပနယ်တိုက်နယ်ကိုကင်းဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ကြောင်းဖော်ပြထားပါတယ်ခင်ဗျာ။ကုဒ်ကတင်ဆက်ပေးမဲ့စီးရဲတဲ့ငါတော့စင်ကူးမြို့နယ်စိုက်ကွင်းကြေးရွာကို စစ်ကောင်စီကပေါင်300ဘုံအုံပြုကဘုံကျဲတိုက်ခိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မန္တလေးတိုင်းစင်ကူးမြို့နယ်စိုက်ကွင်းကြေးရွာကိုစစ်ကောင်စီကပေါင်300ဘုံများအုံပြုကလေကြောင်းတိုက်ခတ်မှု3ချိန်ပြုလုပ်ခဲ့တယ်လို့ပြည်ဦးလွင်ခဲပကဖကထုတ်ပြန်ထားပါတယ်။မေလ18ရက်မနက်9:58မိနစ်ခန့်မှာတရဟူးတက် Jet Fighter တစ်စီးနဲ့စိုက်ကွင်းကြေးရွာပြေဝထွန်းစီပန်းဆိုင်ရှိစစ်ကြီးကွင်းနဲ့စိုက်ကွင်းရွာထဲစတဲ့နေရာသုံးခုကိုဘုံကျဲတိုက်ခတ်ခဲ့တာလို့ဆိုပါတယ်။ဒီဘုံကျဲတိုက်ခတ်မှုအတွင်းအဆောက်အဦးနှလုံးပျက်စီးခဲ့တာက လူထိခိုက်မှုတော့မရှိခဲ့ဘူးလို့သိရပါတယ်။ဒါပြင်မေလ၁၈ရက်နေ့မနက်9:15မိနစ်ခန့်မှာလဲတရဦးတက် Jet Fighter တစ်စီးကစင်ကူးမြို့မြောက်ဘက်ကတီလာရွာကြားအားပေါင်300ပုံးနဲ့လေကြောင်းတက်ခတ်မှုပြုလုပ်ခဲ့ပါသေးတယ်ခင်ဗျာ။ကုဒ်ကာနွေအင်းရွာကိုစစ်ကောင်စီကဘုံကျဲတိုက်ခတ်ခဲ့ရမှာကလေးငယ်2ဦးအပါအဝင်9ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းပလဲမြို့နယ်ချင်းပြချင်းကျေးရွာအုပ်စုနွေအင်းရွာကို စစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်၂ဦးပါဝင်၅ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။မီလာ၁၀ရက်နေ့မိုးလယ်၁၂မိနစ်၄၀ခန်းမှာချင်းပြစ်ချင်းအုပ်စုတဲကနှွေအင်းရွာနဲ့ချင်းပြစ်ရွာတို့ကိုစစ်ကောင်စီကဂျက်ဖိုင်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာပါ။ဘုံကျဲတိုက်ခိုက်မှုအတွင်းမတ်ကျဲစင်ဦး၁၂တန်း၊မောင်ဖုံးမင်းတန်း၆တန်း ဒေါ်မက်ကြီးတို့သုံးဦးဟာနေရာမှာပဲတည်ဆုံးခဲ့ပြီးဆေးရုံအယောက်မှာမတ်သိမ်းမြတ်သူနဲ့နောက်တဦးတည်ဆုံးသွားခဲ့တာကြောင့်စုစုပေါင်း9ဦးအထိတည်ဆုံးခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်မောင်ဝီရန်စိုးမတ်ဆွေမဝင်းမတ်ဖြူဖြူလုံးကိုဖိုးတုတ်ကိုလင်းစိန်နဲ့သုံးနှစ်ရွယ်ကလေးငယ်တူတို့ဒဏ်ရာရခဲ့တယ်လို့ကနဦးစင်းတွေရသိရပါတယ်။အဲ့ဒီကြေးရွာတွေမှာဆေးရေလှုံ့ရှားမှုတွေတိုက်ပွဲဖြစ်ပွားတာမျိုးတွေမရှိဘဲအကြမ်းဖက်စစ်တပ်ကပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိဘုံကျဲတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့မင်းတပ်မျိုးကိုစစ်ကောင်စီ၃ရက်ဆက်၄ချောင်းတိုက်ခတ်မှုပြုလုပ်တယ်ဆိုတဲ့စီရီသတင်းပဲဖြစ်ပါတယ်။ချင်းပြည်နယ်မင်းတပ်မျိုးနယ်ကိုစစ်ကောင်စီက၃ရက်ဆက်၄ချောင်းတိုက်ခတ်မှုပြုလုပ်ခဲ့တယ်လို့မင်းတပ်မျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။မီလ၁၉ရက်နေ့မွန်လ၁၂နှစ်ခွဲကမှမင်းတပ်မျိုးနယ်တိုက်နယ်အမှတ်၁အတွင်းကခြေရွာတွေရွာကိုစစ်ကောင်စီက cluster bomb အသုံးပြုကဘုံးကျဲတိုက်ခတ်ခဲ့ပြီးခြေရွာအတွင်းနဲ့အနီးအနားမှာဘုံးလုံးရေ၁၀လုံးဝန်းကျင်ကျရောက်ပုံကွဲခဲ့တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့မီလ၁၆ရက်နေ့မနက်၉နှစ်ခွဲကမှလည်းမင်းတပ်မျိုးတိုက်နယ်အမှတ်၁အတွင်းကို စစ်ကောင်စီကလေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့ပါတယ်။ဒါပြင်မေလ19ရက်နေ့ကလည်းတိုက်နယ်အမှတ်တဲအတွင်းကကျေးရွာတရွာကိုဘုံကျဲတိုက်ခတ်ခဲ့ရမှာမိသူ2ဦးသေဆုံးပြီး11ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။အခုတခါရီရာရှင်မြို့နယ်မှာစစ်ကောင်စီထောင်ထားတဲ့နေမိုင်းအလုံး80ခန်းကိုရှင်းလင်းဖယ်ရှားခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းရီရာရှင်မြို့နယ်ကုန်းအုံးနဲ့တပန်းစင်ကြီးရွာကြားအများပြည်သူဖြတ်တန်းသွားလာနေတဲ့လမ်းမကြီးမှာ စစ်ကောင်စီတပ်ကထောင်ထားခဲ့တဲ့နေမိုင်းအလုံး80ခန့်ကို ရှင်းလင်းဖယ်ရှားပေးခဲ့တယ်လို့၃၅တုံညာလေးတရင်ကထုတ်ပြန်ထားပါတယ်။မီလာ9ရက်နေ့မှာရီရာရှိဘတ်မှစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကလူသားလမ်းပေါ်စင်ကျင်တုံတရားကင်းမဲ့စွာနဲ့ M2 နေမိုင်းအလုံး80ခန့်အားသွေတံပြီးထောင်ထားခဲ့တာလို့ဆိုပါတယ်။ဒီနေမိုင်းတွေကိုစစ်တောင်းမြေရှိချမ်းနေမြေကန်တရင်ဖြစ်တဲ့၃၅တုံညာလေးတရင်ပကဖအဖွဲ့တွေနဲ့နေပြီးတော့အလဲပိုင်းတိုင်း805တရင်တို့ကမီလာ16ရက်နေ့မှာတွားရောက်ရှင်းလင်းဖယ်ရှားသိမ်းဆည်းခဲ့တယ်လို့သိရပါတယ်။ဒေသခံပြည်သူများအနေနဲ့စစ်ကောင်စီတပ်က မိုင်းတွေကိုမစင်မကျင်ထောင်ထားတတ်တဲ့အတွက်ကြောင့်သွာလာဖြတ်တန်းတဲ့အခါတွေမှာသတိကြီးကြီးထားကပတ်ဝန်းကျင်ကိုဂယုဆိုင်သွာလာဖြတ်တန်းကြဖို့အထူးသတိပေးထားပါရခင်ဗျာ။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့စီးသတင်းကတော့အမှတ်29ပြူဟာ AYA PDF ကသက်စင်ခုနှစ်စစ်တနန်းအတွက်တင်နန်းသားခေါ်ယူနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မြို့သားညညွေးဆိုရာကာကွယ်ဝန်ကြီးဌာနအမှတ်2စစ်စင်နေမြေ AR တိုင်းစစ်ဌာနအမှတ်29ပြူဟာ AYA PDF ကအပတ်စဉ်ခုနှစ်စစ်တနန်းအတွက်တင်နန်းသားများခေါ်ယူနေတယ်လို့ထုတ်ပြန်ထားပါတယ်။မြို့သမီးစစ်မီများကိုအထူးလေးထားဖိတ်ခေါ်ကြောင်းဖော်ပြထားပြီးတင်နန်းပြီးဆုံးတဲ့အခါအရေးချင်းစိတ်ပါဝင်စားမှုနဲ့လုံနိုင်စွမ်းအရာခြေမုံရိပ်ပြီး ဈေးဌာနဆက်သွယ်ရေးဆက်ချုပ်ဌာနနဲ့ရုံးလုပ်ငန်းတွေမှာ တောင်းဝန်ထမ်းဆောင်နိုင်တယ်လို့ဆိုပါတယ်။တင်းတန်းတက်ရောက်လို့သူများဟာအသက်18နှစ်မှ40အတွင်းကျန်းမာရေးကောင်းမှုသူစီကံချက်တွေနဲ့မိညွန်ကြားချက်တွေကိုတိကျစွာလိုက်နာနိုင်ကတော်လိုင်းရေးပြီးဆုံးတဲ့အထိတောင်းဝန်ထမ်းဆောင်နိုင်ရမယ်လို့ဖော်ပြထားပါတယ်။ဒါပြင်မြို့သားညီညီအစိုးရကာကွယ်ဝန်ကြီးဌာနကုကံမှုအောက်တက်ဖြစ်တဲ့အတွက်ကာကွယ်ဝန်ကြီးဌာနကထုတ်ပြန်တဲ့အမိန့်ညွှန်ကြားချက်များအားတိကျစွာလိုက်နာဆောင်ရွက်ရမယ်လို့အသိပေးထားပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့စီရီသတင်းကောင်းလုပ်ချက်တွေကို Radio NUG သတင်းတောက်မင်းစစ်သွင်းတဲ့ Khosero ကပေးပို့ထားတာဖြစ်ပါလိမ့်ခင်ဗျာ။